ဲ့လိုလုပ်နေတဲ့ခါမှာဒီဗီဒီယိုကအဲခုနကောသူ့ရဲ့ဟိုမိသားပေါ်မှာတုံးတက်ပြီးတော့ဗီဒီယိုလို့တအားတွေမှာလူသုံးတယ်တော့ရှိအဲ့ယောက်ကပထမ9ရောက်လောက်မှာသူ့ရဲ့ဒီနာမည်လို့လိပ်ထားလို့ပထမမှတ်မှတ်အဲဒီလူလေးလုံးမှာမဘလောက်ကြီးကုနိုင်ခဲ့တယ်ဆိုတာကိုဒီလိုလုပ်ချင်တယ်လို့ဒီတိုင်းမနောက်ပိုင်းမမဖြစ်ပါဘူးအဲ့တော့တခါကြီးအရှင်ပြပြောလို့လို့ပဲဖုံးတခါဆက်လိုက်တာနေလေ သူလုံလာပြတာတခါလေကြတော့လေအလုံးအလုံးကိုကုမ္ပဏီဥက္ကဋ္ဌရဲ့ရှေ့မှာသူ့ရဲ့ GNY ဟောင်းရဲ့ရှေ့မှာတပီးတော့လာအပ်မယ်ဆိုလို့နှစ်ယောက်လာအပ်ပြောမှာ view it အဘမူယူနဲ့အာနာရဲ့အလုံးလည်းခန့်နေတယ်အဲမင်းအောင်ဆိုတော့မင်းတို့တယောက်တော့သဘောကျဟိုတယောက်ကျတော့သူ့ဟာသဘောမကျဘူးဒါပေမဲ့တပီးတော့ရဲ့ညံ့တာလေးအလုံးခိုင်းတယ်နာမကျရင်တော့ဖြုတ်မှာတော့ ဟာဥက္ကရာမျက်နှာမကြည့်နဲ့ပေါ့သူ့ရဲ့အခက်ခဲကြောင့်လုံအပ်ပြီလားတကယ်လို့မကြိုက်ရင်သူ့ရဲ့အဆွမ်းဆောင်မကြိုက်ဘူးချုပ်ပြလိုက်ကျွန်တော်မျက်နှာမကြိုက်ဘူးကျွန်တော်ကဒီလိုမျိုးပေါ့အမျိုးရှိဒီလိုလုပ်ပါဒီလိုအဲ့လိုစိတ်ကြီးရှိတယ်ပြအဲတပီတော့ကိုယ်တိုင်းလည်းဒီလိုကြိုးစားမှာဟုတ်သူများမကြိုးစားရဲ့ဒီလိုတပီတော့ဟိုဟာဖြစ်လို့ပြရပြီတပီတော့ဒီလိုဘုရားနဲ့တောင်းတာအဲ့တော့အဲ့လိုလုံတော့မှအလုပ်ချိုးရတာရှိနှစ်ယောက်လုံး သူတို့ရဲ့ဟောရရသူတို့ရောင်းချက်ပြီးတော့ပေါ့အဲ့တော့တတ်မှတ်တာရှိကမြင်ရတော့လောက်ဖြုတ်လိုက်ပြီတဲ့ကျွန်တော်တော့ဟုတ်လားလို့ဘာဖြစ်လို့လဲတတ်မှတ်ထားရဲ့နေရာမှာအစားမစားဘူးနှစ်ကြိမ်ဖြစ်တာသူကအရင်ကအတိအကျဒီလိုဟောရရင်မစားဘူးဘာမှဒါကသူများနေရာဟောမဖြစ်ဘူးသူကတော့ဒီဒီမင်းသားဘာဖြစ်မှာဆိုပြီးတော့မရဘူးစိတ်တိုင်းနဲ့ဟမ်ပြောနေတာတော့ရှင်ပြခုနကပေါ့လေဒါပြီးတော့လည်းအဲ့လို ဟိုခုနဟိုဆောက်ဆောက်ကေတီနဲ့ကုညီခြင်းနဲ့ကာလာလေးတခုတော့တပည့်တော်ရဲ့ base ကခုနဒီစိတ်ကဖြစ်တယ်တပည့်တော်မှာတခြားသောအထောက်အပံ့တရားတပည့်တော်အင်ကန်းနဲ့လုံနိုင်တော့မရှိဘူးတပည့်တော်ရဲ့အင်ကန်းနဲ့တပည့်တော်ရဲ့ပိုက်ဆိုင် investment တပည့်တော်ရဲ့တရားကလုံနေပေမဲ့အဲ့ဒီစိတ်ကောက်တာတပည့်တော်ကအခြေပြုပြီးတော့အင်ကန်းကြီးဖြောင်းသွားမယ်နောက်တစ်ခါက ကျွန်တော်တို့တခြားဘာမှမလုပ်ကြဘူး။ချမ်းကိုဆောက်ပေးမယ်။ဟိုရီလောင်းပေးမယ်။ဒါဆိုရင်လာတယ်။အဲဒါပြင်လဲကျွန်တော်တို့နေပြာမရှိဘူး။စားရမရှိဘူး။ဒါပြင်လာတယ်။အဲ့တော့ဘလို့လူငယ်ဆိုလိမ္မာနဲ့ညီညီဖြစ်ဖြစ်နေ။မိုက်ရင်လည်းသုံးမှတ်ကြည့်ဦးမယ်။မတတ်နိုင်တော့ဝီဝီတော့ပေါ့။အဲ့တော့ဒိမ္မာနဲ့ကလေးတွေဒိမ္မာရဲ့ဒိမ္မာရဲ့ခုနကပေါ့။ဒါပဲဖြစ်ပေါ့။ပြောရတာကြီးကြီးပေါ့။တို့တို့လူငယ်တော့ပို့ပြီးတော့ကြီးကထား ကုတုယုံမဲ့အင်းကလေးတချို့ကိုကိုဘလောက်ထင်လားသူတို့ကိုစုပြီးပြီးတော့ပြိုးထောင်ပေးနိုင်ခဲ့မလဲပြိုးထောင်ပေးနိုင်မလဲဒိုင်းကြီးဒီမိတ္တဘူးတက်တယ်ဒီခုနလုပ်ငန်းကြီးတန်ဘူးကြီးတက်တယ်နောက်ထပ်ကုန်တန်ဘူးတက်တယ်နောက်ဘီမေရဲ့ဒိမ်မာရဲ့ကလေးဒီပေါင်းမိမယ်ဆိုဒါဒီဒါရွှေဖြစ်ပြီးတယ်အဲတပီးတော့သူကျင်လာလူလူရမယ်သွားရတဲ့ကျင်လာပါလို့ရမယ်ဒါဖုံးဆက်ရုံနဲ့တပီးတော့ဒါအလုပ်ဖြစ်နေတယ် ်ဒီလိုဟာမျိုးတစ်ခုတော့တပည့်တော်မျှော်လင့်တာပေါ့ဒါအတန်မပါဘူးတပည့်တော်ဒါကိုမဖြစ်ဖြစ်အောင်တော့ကြိုးစားကြည့်တပည့်တော်ကိုတတ်မှတ်တဲ့ကာလမျိုးတစ်ခုရှိတယ်ဒါပဲအဲ့ကာလမှာဖြစ်ဖြစ်တာပေါ့မဖြစ်တဲ့ကာလတပည့်တော်ကြောင်းလိုက်တဲ့ကာလတပည့်တော်အခုဆိုတာဝန်ကြီးတွတ်နေသူရှိတာဒါပေမဲ့တပည့်တော်ကကြိုးစားခြင်းနဲ့အခြေခံစိတ်ရှိတဲ့အတွက်ဒါပြီးတပည့်တော်ခုခုနကဒါကောဘုံမော်တီဗေးရှင်းတော့မယ်ခုနကဒီကြမ်းနေတယ် အခုနကကျူသွားပြီအခုနကယုံကြခုပါခုနကပြောပါမြို့တွင်ဒါယုံကြပေးတခုဖြစ်ထပ်ပြီးတော့ပွားလိုက်ပြီးတော့အဲတပည့်တော်ရဲ့ခြံကိုလာခဲ့ပါဆိုရင်ဘလို့မှလာလို့မရဘူးဘလို့မှလည်းလာမှာမဟုတ်တော့ဘူးပြည်နေရအောင်အဲအဲကြောင့်ဒီမြို့ထဲမှာနေရာတခုကိုတပည့်တော်အခြေကြီးလေးလုပ်လိုက်တာဖြစ်ပါတယ်ဒီကနေပြီးတော့ခုနကပြဿနာကိုပတ်သက်တာဟုတ်မော်ဒီဗေးရှင်းနဲ့ခုနကလမ်းကြောင်းကိုနဲ့ပတ်သက်ပြီးတော့ ဝင်ဝင်ရတာပါမယ်။ယူရဲ့ကိစ္စကတော့လေတံမိုးကြီးနဲ့သူကြီးကြီးကသူ့ရဲ့နှစ်တဲ့ကရဇတ်ဖြစ်ပေါ်ရာစေရနာရှိတဲ့ဟာကဒါကိုတွေ့ရတယ်။ကြံနေတဲ့ဟာကကိုယ်ကဖေးမဲ့ကိစ္စပါပဲ။အဲနောက်တစ်ခုကအာခုနပြောရဲပေါ့နော်။နော်ရီရှာကနော်။တပိတံမျိုးရှင်ပေါ့။တပိတံမျိုးရှင်ပတ်တယ်သူကတွေ့ရှိတယ်။တွေ့ရှိသွားတယ်ရှင်။ဒီကေကိုပြီးတော့ ရှင်ပြားရဲ့တွေ့ဆုံမှုရဲ့အနှစ်သာရအဲ့ဒါကိုဖြစ်မှာပါအဲ့တော့ဒါလေးကိုပဲခုနအဲတိတ်ကပညာရှင်ကတော့၁၀ခုလား၁၇ခုလားမသိဘူးတပည့်တော်ဂျန်ရဲ့၆ခု၈ခုတော့မသိပါဘူးအဲ့တော့တပည့်တန်ကြီးရှင်ဆိုတဲ့ဘယ်လိုမျိုးရရရင်မှာတပည့်တော်အရင်ပြောတယ်အိုးဘာဖြစ်လို့လဲဆိုတော့ရှင်ပြားပြောတယ်လို့လေတလောကလုံးလာခဲ့ရိုးရံတကလုံးကြီးရိုးရံပုံကံကြီးများဘလို့မှတုံးပေါ့တပည့်တော်စေနာလုံးလာရင်းပြီးတော့ပြောရမယ် ဂါရဏဘုတ်ကတော့တိုက်ပဲမရှိဘူး။တပည့်တော်တိုက်ပဲမရှိဘူး။ဘယ်လိုမှမပြန်နိုင်ဘူး။ဆက်ပြီးတော့ပြောရမယ့်ခါကျရင်အများကြီးရှိတာ။အရန်လေးနဲ့ပါမယ်။ဘုရားတာနာအတွက်အထောက်ကန်အများကြီးဖြစ်နေတာလေ။တပည့်တော်ကရှိပါတယ်။ဒါကြောင့်တပည့်တော်ကဒါကိုမပြောတာပါ။အဲဒါကြောင့်ခုနပြောတဲ့ဒီအဲခုနပြောတဲ့တပည့်တိုင်းကိုရှင်နံလောကနဲ့ပတ်သက်တာဒီတစ်ခုကောင်းတာပါလို့ဘာသာအတိုင်းမှာမီရိုပင်ဖြစ်ဖြစ်ပေါ့မီရိုပင်ဖြစ်ဖြစ်ဘာသာအတိုင်းမှာ နံတော့ကရှိဒါတော့ဘာသာရေးတက်ခိုင်းကိစ္စတော်သေးတက်ခိုင်းအဲ့ဒီလိုဘာသာရေးတက်ခိုင်းနံတော့ကကိစ္စတစ်ခုကတော့တတိယဘုရားဒီဖူးဆိုင်ရုံးပတ်သက်ပြီးတော့သူဒီလောလောဆယ်မှာဒီရခိုင်တော့ကပြည့်စုံခဲ့တဲ့အကြောင်းအရာကြီးတော့ပြောဆိုရတဲ့အကြောင်းအရာကြီးတော့ ရှုလို့ကိစ္စရပါဆင်းရတယောက်ချင်းသွားလို့ပြင်ဟောတကယ်တူရကျူစီပါနေလို့ပြောဆိုတာစဉ်းစားရှိတော့တော့ဘာသာစတာဖြစ်လို့သူဒါမျိုးလေးတွားနေတဲ့အဖြစ်မှာအဲခုနအဲပတ်တဲ့ပတ်တဲ့ချောင်းဒီအကြောင်းအရာဒီတော်တော်များများကသူကပြီးသွားတယ်ပြီးသွားတာဖြစ်တယ်မမလို့ဖြစ်ပါမမလို့ရှိပါ ပဲတာမန်လူကဲလို့မိရောက်ပေါ်တာအတူတူကလပြော2017တော့ကတွေ့တော့တွေ့ရှိရဲ့ဘုံရမှာဖြတ်ပြီးပြီးတော့ဒီ channel လေးကိုဝင်ပြပြီးတော့ပထမတစ်ဆောင်ကစောင်းကနေတောင်ကျွနေတဲ့ခါမှာတပီတော့ပေါ်ဒီလိုမှဥစဉ်နဲ့ဝင်းမောင်နဲ့တွေ့ချင်တော့ဒါအဲ့တွေ့ဘူးလားဒီပိုင်းရှိပြန်တပီတော့ကအမြဲတွေ့နေတာပါဟုတ်အခုလည်းဥစဉ်တို့ပြောတာလည်းတနားကြီးကျော်ပါပြီမှန်ပါပြီ ကျွန်တော်ဒကာကြီးအခုဒါ KSC တက်တဲ့နှုံသားတွေကတဲ့ပြန်ဒီနေ့ဒကာကြီးစီကိုတာမန်တော်နေလုံးတက်စီကားကိုနှစ်တောင်းနေလုံးပြရတယ်မှန်ပါကိုကနဲ့ကုန်းသားမှာလိမ6တောင်းပြရတယ်မှန်ပါဒကာကြီးနဲ့ပြောကတတောင်းနားတဲ့ကြီးကပို့ကုန်တယ်မှန်ပါဟုတ်မှလူနာတယောက်ကကိုယ်ယောဂကိုလာခုမယ်ဆိုရင်လက်မှာ70ကိုယ်ကအသက်က300မှာက300ထောက်မှာကတန်လို့လာကြ ်လို့ဘဝအတွက်ဒါအခု live ပြီးထားတဲ့ဒီအဲဒီ case တောက်ချီရဲ့ဇီနုံလေးကြီးပါလေတဲ့ဘယ်လိုမသိအဲ့တော့ဦးစင်းနဲ့တည်းကပြောတာရတယ်အားလုံးတည်းအကျူများချင်တယ်ဦးစင်းကလူပေါင်းဆောင်နဲ့ဆွေးနွေးတယ်ယဟန်ပေါင်းဆောင်နဲ့လည်းဆွေးနွေးတယ်အဲ့မှာယဟန်သာဆိုရဲ့အယူဝင်နေရှိတယ်သောတာပန်ဆိုရဲ့အကြောက်ဝင်နေရှိတယ်တင်ပါအဲ့လိုပဲဓမ္မကိုချင်းကန်နေရမှာ အတ္တနဲ့ချင်းကတဲ့ခရီးယာနေနဲ့ဆွေးနွေးရတယ်။အစ္စလာမ်နဲ့ဉာဏ်ပြောတာပဲ။အဲ့တော့ဦးဇင်းတော်ကဘဝမှာတောကနဲ့လူဖြစ်နေကြတော့ဘဝအားလုံးကဆင်းရဲနေရတယ်။ဦးဇင်းကဆင်းရဲခြင်းလွတ်စေခြင်းပဲ။ဆိုတော့ခုနကဦးဝင်းမောင်ကြီးနဲ့ဦးဇင်းသွားပြလိုက်ရင်ပြူရဲပေါ့။ဒီမျိုးကြော့မြိုင်ကမှသူ့ကိုသွားပြတော့ control လုပ်။ဦးဇင်းနားလေနေပေကြတော့ opposition ဖြစ်နေတယ် တမရှင်ကပြီးတော့နားတယ်ပြီးတော့ကတော့ဂျာဂါစတိုင်ဖြစ်တဲ့အတွက်ရှင်ပြားကိုတပီးတော့ကပူရှောင်းပြီးပြောပြရတယ်ဟုတ်ပြီတင်ပါအဲ့ဒါကိုတပီးတော့ပြောပြနေပါအေးအဲ့ဒါကိုပြောမယ်ဆိုရင်တခုရရှိကိုင်းအာမနာရံပြောတော့မှာတင်ပါဒါကြတော့တင်ပါတပီးတော့ပြညာနဲ့ဆိုင်သွားတယ်တပီးတော့ကလည်းရှင်ပြားမေးတဲ့အခါမှာတချို့သောမိကုံးဟာတပီးတော့အချိန်တစ်ခုကိုစောင့်ဆိုင်ရတဲ့အတွက်ဒီအဲမှာ အကုန်ပြောလို့မဖြစ်တာရှိတယ်။တပည့်တော်မပြောဘူး။ဟွန်းအရှင်မင်းမင်းကတပည့်တော်မပြောဘူး။ဒါတော့မပြောပြရသေးဘူးတပည့်တော်ပြောမယ်။ပြောလို့ရတယ်ဟာတပည့်တော်စာရင်းလုပ်ခဲ့တာတကယ်တမ်းတော့တပည့်တော်ဒီပြောနိုင်မှရှိတယ်။တပည့်တော်ဒီဇာလိုက်မဟုတ်ဘူး။တိုးတော့ဘေးကနေလေးလာနေဖြစ်တယ်။ဒါ ਉਹ လည်းအရှင်မင်းလာမဲ့ကိစ္စကြီးဆရာကြီးကိုတပည့်တော်ပြင်ပြပေးပါဘူး။သူတော့တည်လား။ပြင်ပြပေးတည်ပါလား။ဘာပြောလဲ။ဘာပြောလဲဆိုတော့အရှင်မင်းမေးတဲ့မေးခွန်းပေါ်မှာဖြေလာရင်ဖြေလို့ရတယ်။ ဒါပဲအဲ့တော့အဲ့ဟာက